စီဗီဗန်အသင်းနဲ့ပြီးဆုံးပါရှိနေပါတယ်ဟုတ်တယ်အဖတ်ကဝါသာအနည်းဆုံးပါစီဗီဗန်ကတင်းနဲ့အနည်းဆုံးပါရှိနေအနည်းဆုံးပါစီဗီဗန်ရှိနေ1985ခုနှစ်ကရုံတင်ပြသခဲ့တဲ့တမ်းမြို့တော်သူခြေလန်း30စကားနဲ့မြမပြိတ္တတွေကြားမှာအောင်မြင်မှုရခဲ့တဲ့တရုတ်ဆောင်ကျော်စွာဝင်းဟာ မေလ၁၇ရက်နေ့ကရန်ကုန်မှာကွယ်လွန်ခဲ့ပြီးသူ့ရဲ့ဇာပနာကိုနောက်တစ်ရက်မှမိသကျိုခဲ့ပါတယ်။အကယ်ဒမီဝင်းဦးရဲ့မွေးစားသားလို့လူသိများတဲ့ကျော်စွာဝင်းဟာဘယ်လိုပုံကူမျိုးလဲ။ကွယ်လွန်ချိန်မှာအသက်65နှစ်ရှိပြီဖြစ်တဲ့တခိတခါကအောင်မြင်ခဲ့တဲ့မင်းသားကြီးကျော်စွာဝင်းဟာလေးဖက်ဝေဒနာနဲ့ကွယ်လွန်ခဲ့ပါတယ်။သူဟာ1980ဝန်းကျင်မှာဆွေဆုံရအမှုပညာရှင်ကြီးဝင်းဦးရဲ့ကူညီမှုနဲ့ရုပ်ရှင်နယ်ပယ်တွေကိုရောက်လာခဲ့ပြီးဒါရိုက်တာတက္ကသိုလ်ကိုကိုလေးရိုက်ကူးတဲ့ ပန်းမြို့တော်သို့ခြေလမ်း30ရုပ်ရှင်ကမှလက်ဆောင်မင်းသားအဖြစ်ပါဝင်ခဲ့ပြီးနာမည်ကျော်ခဲ့ပါတယ်။တကားတဲ့နဲ့နာမည်ကျော်ခဲ့တဲ့မင်းသားလို့အဲ့ဒီခေတ်ကစာနယ်ဇင်းတွေရောပရိသတ်တွေရဲ့မှတ်ချက်ပေးမှုကိုရခဲ့သူပါလို့ကြီးဖြစ်သူဦးကျော်သိန်းကဆိုပါတယ်။လက်လန်းလို့မမိတမီဖြစ်သူတရင်တော်မင်းပဲပြေးမလဲမိချိုတဲ့ပါဝင်ဇကား20ကျော်ရိုက်ကူးခဲ့ပြီးအကယ်ဒမီဝင်းဦးကွယ်လွန်ချိန်မှာရုပ်ရှင်ရိုက်ကူးတာကိုအနားယူခဲ့တယ်လို့ပြောပါတယ်။မိသားစုပေါ်လဲကောင်းခဲ့သူ စိတ်ကောင်းမလုံးကောင်းရှိသူပါလို့ပြောပါတယ်တက္ကသိုလ်ကိုကိုလေးရက်ကူးတဲ့ဗန်းမျိုးတော်တို့ခြေခန်းသုံးတဲ့တက္ကသိုလ်ရက်ကူးခဲ့ပါတယ်။အဲဒီအချိန်ကာလကတော်တော်ရှမ်းရှမ်းတောက်နာမည်ကြီးခဲ့တဲ့အတွက်ရှားဆောင်များဒိဋ္ဌတ်များအားပေးမှုကိုခံခဲ့ရပါတယ်။ဂုံပြုပြီးတော့သတင်းစာထဲမှာဆောင်းမများကိုရေးသားခဲ့ကြပါတယ်။ဒီဆိုးမိုးရက်ကူးခဲ့တဲ့လက်လန်းလို့မမိတမီရိုက်တာဦးတင်ရဲ့ချစ်သူသတင်းတောက်အာ က်တာမိုးသူရိုက်တဲ့ရုပ်ချင်သားတွေကျွန်တော်မှတ်မိတလို့ဆိုရင်နောက်ဘင်းပင်ပြင်းမလဲမိချိုတဲ့ဒီရုပ်ချင်သားတွေလည်းရိုက်ကြည့်ခဲ့ပါတယ်ရုပ်ရှင်မင်းသားယူဝင်းသူ့ရဲ့ငွေလာဖောက်ခဲ့ဒီဆုံးသွားတဲ့နောက်ပိုင်းမှာဒီရုပ်ရှင်လုပ်ငန်းကိုတော်တော်ဆက်ပြတ်ပြီးတော့ဒီအဲဒီချင်းကဆက်ပြီးတော့လူမြင်ရဇာလန်ကိုရက်ရက်ဆန်းခဲ့ကြစိန်ညွှန်းချောင်းသားဟောင်းမင်းသားကျော်စွာဝင်းဟာအနုပညာလောကထဲမှာ ဆရာသမားမိဘတွေရဲ့သွန်သင်ဆုံးမမှုအောက်မှာလောက်ကရင်ထူးချွန်လာတာကြောင့်နောက်မျိုးဆက်တွေလည်းဘာကိုမမူနာယူပြီးလောက်ကရင်ပြည့်သက်မြတ်တာကိုခံယူနိုင်မယ်လို့မျှော်လင့်တယ်လို့ဆိုပါတယ်လိုပြောမလဲတော့ဘဘရဲ့အမှုပညာရဲ့လမ်းလျှောက်ခဲ့မှာဆရာသမားမိဘရဲ့သွန်သင်ဆုံးမမှုအောက်မှာလောက်ကရင်နဲ့အမှုပညာကိုပူးကြုံလာခဲ့တဲ့အတွက် တကယ်ဆရာသမားတွေသင်ကြတာတွေညွှန်ကြားတာတွေကိုနားထောင်ပြီးတော့ပတင်စုံမေးဆရာလူတွေလမ်းလျှောက်တယ်လို့လောက်ကိုင်းလဲဆိုဒီဝါတိုးတက်ပြီးတော့ပြည်သားရဲ့မြေတားခံယူကြအများဆုံးရရှိနိုင်တယ်လို့